ကိုသားအရင်ကိုအတုံးချကတွေ့တာသူဆိုင်ဘက်ကငွေအပြောင်းများရဖို့တရားစွဲဆိုခြင်းနေရဲ့မိခင်ကြောင့်လူအများအံ့ဩနေပြည်သက်များအလုံးမဲမိင်္ဂလာပါရှင်ရွှေမန်းလေးချန်နယ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ် တပတ်ပြီးတပတ်တလာပြီးတလာမပြီးဆုံးနိုင်သေးတဲ့ဇလန်းရှုပ်ကြီးတခုရှိနေပါတယ်။ဟုတ်ပါတယ်။လှိုင်းတရာမျိုးနယ်ကတွေ့တာတို့အထည်ဆိုင်မှာဖြစ်ပါခဲ့တဲ့ကလေးချီပြီးတော့ပြည်စည်းခိုးယူမှုကိစ္စပါပဲ။ဒီကိစ္စကအစာပိုင်းမှာတစ်မျိုးအလဲမှာတစ်မျိုးအခုနောက်ဆုံးအဆုံးသတ်ခံနေပြီလို့ထင်ရချိန်မှာနောက်ထပ်အံ့ဩစရာလူအများဒေါသထွက်စရာဖြစ်လာတဲ့အခမ်းအနားတခုထပ်မံပေါ်ပေါက်လာခဲ့ပြန်ပါတယ်။ ပရိသတ်ကြီးမမီကြအောင်ပါပါအစောပိုင်းမှာတော့ကလင်းငယ်တယောက်ကိုချိန်ပြီးတော့ပြစ်စည်းလာခိုးယူမိတဲ့အတော်ကြီးတော်ရခိုင်မကိုစန်ရှင်မဝဝလိုက်ကကိုတိလက်ရောက်ဆုံးမခဲ့တဲ့ဗီဒီယိုတက်လာခဲ့ပါတယ်။ ကလေးပါနေရာကြောင့်လူအများစုရဲ့တနာစိတ်ကအတော်ကြီးဘက်ကိုရောက်သွားပြီးတော့ကလေးအတွက်မရှိလို့ခိုးရရှာရာဆိုပြီးတိမ်ပေါင်းရာနဲ့ချီလူတန်းခဲ့ကြပါတယ်။ဒါပေမဲ့ဒီဘက်မှာတော့ကိုးဆိုင်ပစ္စည်းအခိုးခံရလို့ဒေါသနဲ့ဆုံးမမိခဲ့တဲ့ဆိုင်ရှင်မဝဝလိုင်းကအမှုတွေအများကြီးနဲ့ရင်ဆိုင်ရအဖမ်းခံရဆိုင်ပိတ်ထားရတဲ့အထိဒုက္ခပင်လည်းဝေခဲ့ပါတယ်။အခုနောက်ဆုံးအလှည့်အပြောင်းကတော့အဖြစ်ပြတင်မှာပါဝင်သွားတဲ့ကလေးငယ်ရဲ့မိခင်အရင်ကစတင်တာပါအရင်တစ်ခေါက်ကကလေးမိခင်ပေါ်လာပြီးဆန်ရှင်မဝဝလိုင်းဘက်ကနေ ကလေးအတွက်ဆိုပြီးတော့နင်နာချေကြက်ဆယ်သိမ်းပေးအပ်ခဲ့တယ်ဆိုတော့အလုံးလေးသိခဲ့ကြပါပြီ။ဒီလောင်းနဲ့ဇလန်းပြီးပြီလို့အလုံးကယူဆခဲ့ကြပါတယ်။ဒါပေမဲ့အခုတခါမှာတော့ကလေးမိခင်ကအဲ့ဒီဆယ်သိန်းဟာနည်းလုံးနေဆိုပြီးထပ်မံထွက်ပေါ်လာခဲ့ပါတယ်။သူမရဲ့အခုပြောကြားချက်အရသူ့ရဲ့သားလေးဟာအဲ့ဒီအဖြစ်ပြက်ကြီးကြောင့်စိတ်တန်ရာရသွားပြီးတော့ညံ့ညံ့ဆိုရင်လန့်လန့်နိုးတယ်။ဒါကြောင့်ဆယ်သိန်းနဲ့လုံးဝမကျေနပ်နိုင်ဘူးလို့ဆိုခဲ့တာပါ။ ။ပို့ပြီးတော့အံ့ဩစရာကောင်းတာကအရင်ဆယ်တန်းယူထားတော့ကအကြီးအေးကြောင့်လက်မှတ်ထိုးခဲ့တာနဲ့ပတ်သက်ပြီးကလေးရဖခင်ကအခုမှထွက်ပြောလာတာပါ။သူပြောတာကအဲ့ဒီတုန်းကတွေ့တာသူဆိုင်ရှင်ဘက်ကနေအတင်းအကျပ်ဖိအားပေးပြီးတော့လက်မထိုးခိုင်းခဲ့တယ်လို့ထိုးပေးလိုက်ရတယ်လို့ဆိုပါတယ်။ဒါကြောင့်မလို့ဒီလိုအခြေအနေတွေကြောင့်ကလိမိခင်ကကိုသားအရင်ကိုအသုံးချပြီးတွေ့တာသူဆိုင်ဘက်ကနေငွေအမြောင်များထပ်မံရရှိဖို့စူးစမ်းနေပြီလားဆိုတဲ့အမေကွန်းတွေထွက်ပေါ်လာနေပါတယ်။ သူမကအခုဆိုရင်ဒီကိစ္စအတွက်တရားဥပဒေကြောင့်အရာဆက်လက်ဆောင်ရွက်ဖို့ဆုံးဖြတ်လိုက်ပြီးတော့ဒီအတွက်နာမည်ကြီး Bright မင်းသမီးခိုင်နေဝိကိုတရံဝင်ဆက်တွေ့ပြီးတော့အကူအညီတောင်းခံလိုက်ပါတယ်။သူမတောင်းဆိုရခဲ့တာကမင်းမခိုင်နေနဲ့ စဲသိန်းထပ်ပုံများတဲ့နှစ်နာချင်းငွေပမာဏကိုတွဲထားသူဆန့်ရှင်ဘက်ကနေရရှိအောင်ကုညီတောင်းဆိုပေးဖို့ပြီးတော့ဖြစ်နိုင်ရင်လှိုင်းတရားတွဲထားသူဆန့်ရှင်ကိုမဝဝလိုက်ကိုတရားစွဲဆိုခြင်းနဲ့လို့ကုညီတောင်းခဲ့ရပါ။ဒီလိုကလေးမိခင်ကနင်နာကြီးထပ်တောင်းပြီးတော့တရားစွဲဆိုဖို့ဒီပြင်ဆင်လာတဲ့အခါမှာအွန်လိုင်းပေါ်ကလူအများစုရဲ့ဒေါသတွေကသူမပေါ်မှာစုပုံရောက်ရှိသွားပါတယ် လူတွေကကလေးမိခင်ဟာလောဘကြီးနေတယ်ရိုးသားမှုမရှိဘူးလို့မြင်ကြတယ်။ဒါအပြင်တချို့တွေကသူမကိုအပြင်မှာတည်သူတွေပဝင်းချင်ကလူတွေရပြောကြချက်အရာကလေးရဲ့မိခင်ကအစကတည်းကသူ့ကလေးကိုပြစ်စည်းလာခိုးတဲ့အတော်ကြီးစီမှာတရက်ကိုကျက်နှစ်တောင်းနဲ့ပတ်စံယူနေပါတယ်ဆိုတဲ့သတင်းတွေထွက်ပေါ်နေပါတယ်။ဒါကြောင့်အခုမှကလေးဖခင်ကအတင်းရက်လက်မှတ်ထိုးရတယ်။ထက်ချောင်းတော်တွေကအခြေအနေကိုခွင့်ကောင်းယူပြီးတော့ ငွေညစ်ချင်လို့လုံနေတာဖြစ်တယ်ဆိုပြီးတော့အပြင်းထန်ဝေဖန်ပြောဆိုနေကြတာပါပိုပြီးရှုပ်ထွေးသွားစရာကကလေးမိခင်ကအခုချိန်မှာပြစ်စည်းယူခဲ့တဲ့အတော်ကြီးနဲ့သူနဲ့ကဘာမှမတော်ဆက်ဘူးလို့ပြောလိုက်အစာပိုင်းမှာအတော်ကြီးကကလေးကိုသူမြေးလို့ဆိုလိုက်နဲ့ဘယ်စကားကအမှန်လဲဆိုတာကိုတော့မသိနိုင်တော့ပါဘူးလူတွေကတော့ဒီကိစ္စကဘယ်တော့ပြီးမှလဲဆိုပြီးတော့စိတ်ပြတ်နေကြပါတယ်ပရိသတ်ကြီးတို့ရဲ့အမြင်ကရောဘလို့ရှိပါသလဲကလေးမိခင်ရဲ့လောက်ရကတကယ်ပဲတားလေးအတော်လောက်ဒါမှမဟုတ်လောဘကြောင့်လားခံနေဝင်နေတဲ့ရောဒီကိစ္စမှာဘလို့ပောင်းရင်ကုညီတဲ့ ို့ထင်ပါသလဲမိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးဝင်ရောက်ဆွေးနွေးပေးပါအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်